က်မချမီဝမ်းမြောက်ဖွယ်အနုမောဒနာတရားစကားနည်းနည်းပြောကြပြီမယ်ယင်းသည့်ကြောင့်မြလင်းခွန်ရှင်မြတ်အဖွဲ့ကလာရောက်ပြီးကုစုကောင်းမှုပြုလုပ်နေကြတာဖြစ်ပါလေကြောင့်မြဆိုတာကလူတွေတန်ဖိုးထားတဲ့ယရနာတမျိုးဖြစ်ပါတယ်သူရဲ့အဆုံးအစပစ္စည်းစာဝန်ရှိသောအဆုံးအစပစ္စည်းဖြစ်တဲ့အတွက်ကြောင့်အဲဒီကြောင့်ရွှေလူစားတော့ အသက်ပစ္စည်းကိုယရနာလို့ခေါ်ဆိုတာတံဘူးထားတာအသက်ကိုလို့လည်းပဲတံဘူးထားတာအဲဒီကြောင့်မြတ်ယရနာကိုဒါကြောင့်မြတ်စသောပစ္စည်းတွေလူသားတွေအတွက်အသုံးဝင်တဲ့အတွက်ကြောင့်ယရနာလို့ခေါ်ဆိုရသလိုဘုရင်တို့ကြုံခဲတွေ့ခဲလာတဲ့ဗုဒ္ဓဓမ္မသံဃဆိုတဲ့ဖရာတရားသံဃအဲဒီသုံးပါးဟာလည်းပဲရခဲတဲ့အတွက်ကြောင့်ကြုံခဲတဲ့အတွက်ကြောင့်သူတို့ကို ယရဏလို့ခေါ်ပါခုနရွှေငွေကြောက်မြက်စသောယရဏတွေက လောကီယရဏတွေပေါ့ဘုဒ္ဓဓမ္မသံဃဆိုတဲ့ယရဏကလောကုတ္တရာယရဏတွေဖြစ်ပါတယ်ဆိုတော့ဒီနေ့အလှရှင်များကမိမိမျိုးလိုမှာရှိနေတဲ့တန်ဖိုးရှိတဲ့လောကီယရဏတွေကိုအဲ့ဒီတဲ့တန်ဖိုးကြီးမားတဲ့လောကုတ္တရာယရဏလို့ခေါ်တဲ့ဘုဒ္ဓဓမ္မသံဃဆိုတဲ့ ယရဏနဲ့လက်လှယ်နေခြင်းဖြစ်ပါတယ်ဘုဒ္ဓဓမ္မသံဃဆိုတဲ့ယရဏအဲ့ဒီဘုဒ္ဓသံဃဘုဒ္ဓဓမ္မသံဃဆိုတဲ့ယရဏကိုအခြေခံထားပြီးပုံညဆိုတဲ့ကုသိုလ်ယရဏကိုရယူနေကြတာဖြစ်ပါတယ်အဲ့ဒီပုံညဆိုတဲ့ဘုဒ္ဓယရဏတွေဟာဘုဒ္ဓဓမ္မသံဃသံဃဆိုတဲ့ယရဏကို အခြေခံပြီးရယူရတဲ့အရာ ဖြစ်ပါတယ် အဲ့တော့ပုံညဆိုတဲ့ကောင်းမှုကုသိုလ်ယရနာကိုရယူဖို့အတွက်အလှရှင်မှာရှိနေတဲ့ကြောက်မြေရနာတွေကိုအသုံးချပြီးရယူနေကြတာဖြစ်ပါလေအဲ့တော့နှစ်ခုစလုံးကယရနာကြီးပါပဲအလှရှင်တွေမှာရှိနေတဲ့ကြောက်မြေစသောအသုံးဆောင်ပြည့်စုံတွေလည်းယရနာပဲအဲသန္တနာတော်မှာရှိနေတဲ့ဗုဒ္ဓဓမ္မသံဃာဆိုတာယရနာတည်းပဲခုနပြောသလို ဗုဒ္ဓဓမ္မသံဃာသည်လောကုတ္တရာယရဏဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီယရဏကလည်းအဲ့ဒီယရဏကိုဆွဲကမ်းပြီးနောက်ဆုံးနိဗ္ဗာန်အထိအမြင့်ဆုံးနေရာကိုရောက်သွားနိုင်ပါတယ်။ဒါကြောင့်မို့ခုနလောကီယရဏတွေထက်ဒီဗုဒ္ဓဓမ္မသံဃာဆိုတဲ့ယရဏကိုယရဏတွေက ပိုးပြီးတော့တန်ဖိုးကြီးမားပါတယ်။ရှေးရှိသောသူတော်ကောင်းများဖရာအလုံးစသောသူတော်ကောင်းများမိမိတို့ပန်ဆိုင်တဲ့ လောကီရဏဖြစ်တဲ့စေရွှေငွေကြောက်တံပတမယာဓုဩဇာအာနာအဲ့ဒီယရဏတွေကိုဆွတ်လွတ်ပြီးအမြင့်ဆုံးဖြစ်တဲ့ယရဏလောကုတ္တရာယရဏကိုရယူကြတာဖြစ်ပါတယ်တကယ်တော့ကုသိုလ်ခုနမိမိတို့ပန်းဆန်တဲ့ယရဏလောကီယရဏကနေတဆင်ဗုဒ္ဓဓမ္မသံဃအပေါ်မှာရယူလိုက်တဲ့ပုံညယရဏကောင်းမှုဆိုတော့ယရဏဟာ ဘယ်တခုဘယ်လူဇိုးကမှခိုးယူလို့မရဘူးဖွဲ့လို့မရတယ်ယတနာတွေဖြစ်ပါတယ်တန်ဖိုးကြီးမှလို့ယတနာဖြစ်ပါအဲ့ဒီယတနာတွေကိုမိမိတို့ပန်ဆိုင်ဖို့အတွက်ခုနကြောက်မြေယတနာတွေနဲ့ယဉ်နှီးတာကြောက်မြေယတနာနဲ့ယဉ်နှီးပြီးပုံညဆိုတဲ့တန်ဖိုးကြီးမှယတနာကိုရယူနေကြတာ ဖြစ်ပါတယ်ရှေးရှေးသောသူတော်ကောင်းများဒီလိုပဲသူတို့ပန်ဆိုင်တဲ့လောကီယတနာတွေကိုကြောက်မြေယတနာကနေတဆင်း လောကုတ္တရာယရဏဖြစ်တဲ့ပုံညယရဏကိုရအောင်ယူကြတယ်။ပုံညယရဏရမှတ်တာလေပုံညယရဏရဖို့ဆိုတာခုနပြောခဲ့တဲ့ဗုဒ္ဓဓမ္မသံဃဆိုတာရှိရတယ်။ဗုဒ္ဓဓမ္မသံဃအဲ့ဗုဒ္ဓဓမ္မသံဃကိုအခြေခံပြီးမှမှီပြီးမှပုံညဆိုတဲ့ယရဏကိုရယူနေကြတာဖြစ်ပါတယ်။ပုံညဆိုတဲ့ယရဏကိုရအောင်မယူနိုင်ရင်ဘုန်းကြီးလူကျင်တဲ့ နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုဘယ်လို့မှမရနိုင်ဘူးနိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုရဖို့အတွက် ကုသိုလ်ဆိုတဲ့ပုံညကိုယရဏာကိုအရင်ထူထောင်ပေးရတယ်ရအောင်ယူအရင်ယူရတယ်အဲဒီပုံညဆိုတဲ့ယရဏာရဖို့လည်းပဲဗုဒ္ဓဓမ္မသံဃာလည်းမရှိလို့မဖြစ်ဘူးတော့ချုပ်လိုက်တော့ဗုဒ္ဓဓမ္မသံဃာလည်းယရဏာဩဗုဒ္ဓဓမ္မသံဃာကို အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ပုံညလည်းပဲယရဏာပဲ တန်ဖိုးဖြတ်လို့မရတဲ့ယရဏတွေဖြစ်ပါတယ်။ဒါကြောင့်ရှေးသူတော်ကောင်းများမိမိတို့ပန်ဆိုင်တဲ့တောင့်မြေရဏစသောယရဏတွေကိုအသုံးချပြီးဟောကုစုယရဏကိုရအောင်ယူကြတယ်။တချို့အမတန်တကူလည်းကြည်တယ်ချမ်းသာလည်းချမ်းသာလည်းပစ္စည်းဥစ္စာဆိုပြောလို့မကုန်ပေါများတဲ့တတိတကြွတွေပညာအာနာရှိတဲ့ရှင်ဘိရင်တွေဖြစ်တယ်။အဲ့ဒီလို့ ရှင်ဘီရင်ဖြစ်ပေမဲ့လို့သူတို့မှာဒုက္ခဆိုတဲ့ကာယဒုက္ခစိတ်ဓာတ်ဒုက္ခကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုလုံးအပြည့်စုံမခံစားနိုင်ဘူးဘီရင်တော့ဖြစ်တယ်ဒါပေမဲ့လို့အချွေရံတွေပေါ်များနေတာကတကြောင်ပေါ့ပန်ဆိုင်တဲ့အရာတွေကလည်းပဲအာလုံအာလုကနှစ်သက်တက်မိနေတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့သူတို့ပန်ဆိုင်တဲ့ယာဒုအာနာတွေစီစီဥစ္စာတွေ နန်းတော်ဒီအလုကသူသူကိုကိုလူကျင်ကြတဲ့အတွက်ကြောင့်အချိန်မရွေးအင်အားရှိတဲ့ပုဂ္ဂိုလ်များက လာရောက်ပြီး လူယူနိုင်တဲ့အဲလူယူနိုင်တဲ့အတွက်ကြောင့်သူပန်ဆိုင်တဲ့လောကီရဏဖြစ်တဲ့စီစဉ်တွေကိုတွေးပြီးတော့စိတ်ထဲမှာအမြဲတမ်းလိုပူပန်နေရတယ်ငါအာနာကိုဘသူကလာလူယူမလဲကံပင်ငါငါမရှိတာစုဆောင်ထားတဲ့ကြောက်သံပဏမြတ်စသောကြောက်မြေရဏဒီလောကီရဏတွေကို ဘယ်သူကလာပြီးတော့လူယူသွားမှလဲအမြဲတမ်းတွေးပြီးတော့ပူးနေရတယ်သူတို့အနမ်းမှအဆောင်ရှောက်ကြီးအမြဲတမ်းရှိတယ်ရှိပေမဲ့လို့သူကစိတ်ကမချမ်းသာဘူးအဲ့ဒီကိုပန်ဆိုင်ထားတဲ့လောကီယရဏအကြောင်းပြုပြီးပူပန်းနေရတယ်အဲ့ပူပန်းမှုဖြစ်တဲ့အတွက်ကြောင့်ဒုက္ခစိတ်ဓာတ်ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုကိုမရဘူးအဲ့လိုမရတဲ့အခါမှာနောက်ဆုံး ိတ်ဓာတ်ဒုက္ခခေါ်တဲ့စိတ်ရဲ့ချမ်းသာမှုကိုရဖို့အတွက်သူပန်ဆိုင်ထားတဲ့လောကီစိစေယရဏကို အလိုဆွန်ပြီးတော်တဲ့တောင်တဲ့မှာဓမ္မဆိုတဲ့ယရဏကိုမှီးပြီးတော့ပုံညပုသူရယူကြတယ်တရားအထုတ်ကြတာပေါ့ဆိုတာကအဲတော်တဲ့တောင်တဲ့မှာနေစရာထိုင်စရာဆိုတာလည်းပြည့်ပြည့်စုံစုံမရှိဘူးအမတန်ဆင်းရဲပါတယ်စားတော့ဘူးလည်းပဲနန်းတော်မှာနေတဲ့အချိန်တို့ကလို့မဟုတ်ဘူး မတန်ချွတ်တဲ့တဲ့ရှိတဲ့ခါရတဲ့ဟာနဲ့ပဲစားတောက်ပြီးတော့နေရတယ်ဖြစ်တယ်လို့အိပ်ရတယ်ဖြစ်တယ်လို့စားရတယ်ဖြစ်တယ်လို့တောက်ရတယ်ဖြစ်တယ်လို့သွားရတယ်ဘယ်လိုပဲဟိုဖြစ်တယ်လို့နေရထိုင်ရစားရတောက်ရပြင်မဲ့လို့ခုနသူစိတ်ကနန်းတော်မှာနေတဲ့အချိန်တုန်းနဲ့မတူဘူးနန်းတော်မှာနေတဲ့အချိန်တုန်းဒုက္ခဆိုရင် စိတ်ကအမြဲတမ်းပူပန်နေရတယ်ဒုက္ခမဖြစ်ဘူးသူကချမ်းသာမှုမရဘူးအဲ တော်တဲ့တောင်တဲ့မှာဘာမှမရှိတဲ့တော်တဲ့တောင်တဲ့ရောက်တဲ့အခါကျမှခုနဟိုငါအာနာကိုဘယ်သူလာယူလူလာလူယူသွားမလဲဆိုတော့အတွေ့လည်းမရှိတော့ဘူးအာနာလည်းမရှိတော့ဘယ်သူမှဘာမှလာလူယူလို့မရတော့ဘူးဘယ်သူမှလည်းမလူချင်ကြဘူးငါစည်းစဲကိုဘယ်သူလာလူယူသွားမလဲဆိုတော့အတွေ့လည်းမရှိတဲ့အတွက်ကြောင့်အမြဲတမ်းသူတို့မှာစိတ်ချမ်းသာမှုရှိတယ်ဒါတော့ဆိုလိုရင်းကလောကီယရဏာ အနိတဆေလောကုတ္တရာယရဏကို ရအောင်ယူလိုက်တဲ့လောကုတ္တရာယရဏကို ရအောင်ယူလိုက်တဲ့အခါမှာခုနကလောကီယရဏကိုပန်ဆိုင်တဲ့အချိန်တုန်းကဖြစ်နေတဲ့အနေထားဆက်ရအခြေအနေနဲ့လောကုတ္တရာလောကီလောကုတ္တရာကိုကူးသွားတဲ့အချိန်မှာဆက်ရအခြေအနေဆက်ရအနေထားလုံးဝကို ပြောင်းလဲသွားလောကုတ္တရာတရားကိုရယူဖို့အတွက်စူးစမ်းအထောက်တဲ့အခိုက်မှာ စိတ်ရဲ့ပူပန်မှုစိတ်ရဲ့ပူဆွေးမှုတွေစိတ်ရဲ့သောကတွေမဖြစ်ဘူး။ဟောလောကီရဏပန်ဆိုင်ထားတဲ့အချိန်တုန်းကစိတ်ရဲ့ပူပန်မှုစိတ်ရဲ့သောကတွေအမြဲတမ်းဖြစ်နေတယ်။အဲတော့ယရဏတော့ယရဏပဲ။လောကုတ္တရာလည်းယရဏပဲ။လောကီလည်းအသုံးဝင်တဲ့ပစ္စည်းကိုယရဏပဲ။အဲလောကီအသုံးဝင်တဲ့ပစ္စည်းဆိုတဲ့ယရဏကိုလောကုတ္တရာယရဏနဲ့လက်လှယ်ပေးရတယ်လောကုတ္တ ယရဏဖြင့်ယရဏကိုရအောင်ယူပေးရယရဏဖြင့်လောကီယရဏဖြင့်လောကုတ္တရာယရဏကိုရအောင်ယူနိုင်လိုက်တယ်ဆိုရင်ခုနဖြစ်ပေါ်နေတဲ့စိတ်ရဲ့ပူပန်မှုသောကတွေသူ့အလိုအလျောက်ကိုပျောက်ကွယ်သွားတယ်ဒါကြောင့်မို့ရှိသူတော်ကောင်းများသူတို့ဥစ္စာရဏကိုဆွန့်လွတ်ပြီးတောထဲတောင်ထဲမှာတယောက်တည်းတရားကိုနှလုံးသွင်းပြီးနေတဲ့အခါမှာ အဟောဒုက္ခအဟောဒုက္ခလို့ဒီလိုကြွေးကြော်တယ်။ဩအလွန်ချမ်းသာတာပဲအလွန်ချမ်းသာတာပဲ။ဘာကြောင့်အဲ့လိုကြွေးကြော်ရတာလဲ။ဘယင်းအဖြစ်နဲ့တတိတကြွယ်အဖြစ်နဲ့အိမ်မှာနေတုန်းကဒီလိုဒုက္ခမျိုးသူတို့မှခံစားခွင့်မရှိဘူးခံစားလို့မရဘူးပူပန်းနေရတယ်မိမိကိုယ်ကိုလည်းရန်အန္တရာယ်ပြုလာမှလည်းကြောက်နေရတယ်ပစ္စည်းဥစ္စာကိုလာလူယူခိုးယူသမှလည်းကြောက်နေရတယ်အဲကြောက်စိတ်နဲ့ ကြောက်စိတ်နဲ့နေထိုင်ရတဲ့အတွက်ကြောင့်သူတို့အဟောဒုက္ခအလွန်ချမ်းသာတယ်အလွန်ချမ်းသာတယ်လို့ဒီလိုမကြွေးကြော်နိုင်ဘူးအခုဘာမှမရှိတဲ့ဘဝရောက်သွားတဲ့အခါမှာသူတို့မှလည်းဘာမှမရှိဘူးပန်ဆန်စရာဆိုလို့ဘာမှမရှိဘူးအဲရှိတာကသူတို့ပန်ဆန်တဲ့အရာကဒုက္ခဆိုတဲ့ချမ်းသာမှုတစ်ခုပဲရှိတယ်ဥစ္စာဒနနဲ့မပတ်သက်တဲ့စိတ်ရချမ်းသာမှု မရှိချမ်းသာဆိုတော့အဲ့ဒါပဲ တော့အဋ္ဌိဒုက္ခရှိသလိုနတ္ထိဒုက္ခလည်းရှိတယ်အဋ္ဌိဒုက္ခဆိုတာကရှိတဲ့အဥ္စာကိုတွေးပြီးတော့ငါ့မှာရှိရှိနေတယ်ရှိနေတယ်ရှိတယ်ဘာမှပူဇော်ရမလိုဘူးအဲ့လိုအတွေးတွေဟိုလိုအပ်လာရဲ့အချိန်မရွေးထုတ်သုံးလို့ရတယ်ဆိုတော့အဲ့လိုအတွေးတွေဖြစ်လာတဲ့ကမ္မနာစိတ်ချမ်းသာဒါအဋ္ဌိဒုက္ခဒါပေမဲ့အဋ္ဌိဒုက္ခကအချိန်မရွေးရန်သူမျိုးငါးပါးလာရောက်ဖြစ်စီနိုင်ရှိနေတဲ့အရာတွေကိုရန်သူမျိုးငါးပါးနဲ့ ရန်သူမျိုး၅ပါးကလာရောက်ဖြစ်စည်းလိုက်တယ်ဆိုရင်အဋ္ဌိဒုက္ခကနေဟောနာဋ္ဌိဒုက္ခဖြစ်သွားမရှိတဲ့ဒုက္ခဖြစ်သွားတယ်ရှိတော့ဒုက္ခပဲမရှိတော့တဲ့အချိန်မှာဒုက္ခဖြစ်သွားတယ်ဒါကြောင့်မို့ဒီပန်ဆိုင်တဲ့လောကီယရဏတွေလောကီဥစ္စာတွေကိုဆွန့်လွှတ်ပြီးယဟန်ဘဝမှာဓမ္မဖြင့်အသက်မွေးဝမ်းကြောင်းပြုလို့ဓမ္မကိုမှီအေးအေးချမ်းချမ်းမှီခူနေတဲ့အခါမှာ ရှိတော့မရှိတော့ဘူးဘာမှမရှိတော့ဘူး အဲ့ဒီဘာမှမရှိခြင်းသည်ဘယ်လဲဒုက္ခပဲသူတို့စိတ်ချမ်းသာဒါကိုနာတိဒုက္ခလို့ခေါ်တယ်အဋ္ဌိရှိတုံးကတော့သူအတိုင်းတန်တဲ့သူဟိုဒုက္ခတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒုက္ခမတည်ငြိမ်ဘူးသူကအဲဒုက္ခဖြစ်ပေမဲ့လို့ကြောက်စိတ်တွေဝင်ပြောက်မှစိုးတာတို့လူရက်သွားမှစိုးတာတို့အဲ့ဒါစိုးရိမ်စိတ်ဝင်လာတဲ့အခါမှာအော်အဲ့ဒီဒုက္ခဟာဒုက္ခဖြစ်သွားတယ်အခုဘာမှမရှိတော့တဲ့အချိန် ရောက်သွားရံဘွားရောက်သွားဘာမှလည်းမရှိတော့ဘူးသူတို့မတော်တဲ့တောင်ထဲမှာတရားတစ်ခုကလွဲလို့သူတို့မှဘာမှမရှိတော့လက်ဆုပ်လက်ကမ်းဘာမှပြလို့မရဘူးပြလို့မရတဲ့အခါကျမှသူတို့တွေးဘယ်သူပဲတစ်ခုပဲလူဇိုးကမှမရှိတဲ့အဟာကိုလာခိုးလို့မရဘူးလေရှိမှမရှိတဲ့ရှိမှမရှိတွေးလည်းမတွေးရတော့ဘူးရှိလည်းမရှိတော့ဘူးအဲ့လိုမတွေးရတော့တဲ့အတွက်မရှိတော့တဲ့အတွက်ကြောင့်လာရောက်လူယူလို့လည်းမရဘူးလာရောက်ဖြက်စီလို့လည်းမရဘူးတဲ့ အဲ့လိုမရတဲ့ဓမ္မကိုမှီလိုက်တဲ့မှီခုခွင့်ရတဲ့အချိန်ခါကျမှဟောခုနပြောတာဒုက္ခချမ်းသာဒုက္ခဆိုတာအပြည့်အဝခံစားရတယ်။ဒါတော့ဇိုလိုရင်ကမိမိတို့ကြောက်မြေရဏလုပ်ငန်းရှင်တွေဆိုတော့ကြောက်မြေရဏတွေအစီအစီပန်ဆိုင်ထားကြတယ်။အဲ့လိုမိမိတို့ပန်ဆိုင်ထားတဲ့ကြောက်မြေရဏတွေဟာဒုက္ခကိုလည်းဖြစ်စေနိုင်တယ်လို့ဒုက္ခကိုလည်းဖြစ်စေနိုင်တယ်။အဲမိမိပန်ဆိုင်ထားတဲ့ကြောက်မြေရဏတွေကို ကြောင့်မြေယတနာကနေတဆင်းဒုက္ခဖြစ်လာဖို့အတွက်အဲ့ဒီကြောင့်မြေယတနာကိုအသုံးချပြီးပုံညာဆိုတဲ့ကုသိုလ်ကိုရအောင်ယူရမှာဖြစ်ပါတယ်။အဲ့ဒီပုံညာဆိုတာဗုဒ္ဓဓမ္မသံဃဆိုတဲ့ယတနာသုဘနဲ့ဆက်ဆက်နေတဲ့အရာဖြစ်ပါတယ်။ဗုဒ္ဓဓမ္မသံဃဆိုတဲ့ယတနာသုဘနဲ့ဆက်နွယ်နေတဲ့အရာဆက်ဆက်နေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အဲ့ပုံညာကို ပြောရင်ဗုဒ္ဓဓမ္မသံဃလည်းပါသွားတယ်။ဗုဒ္ဓဓမ္မသံဃကိုပြောရင်လည်းပုံညာလည်းပါသွားတယ်။ အချုပ်လိုက်တော့ဗုဒ္ဓဓမ္မသံဃာနဲ့ပုံညဆိုတဲ့ကုသိုလ်ကောင်းမှုကတွေ့တဲ့ဖြစ်နေတယ်တန်ဖိုးမြင့်မားတဲ့ယရဏဖြစ်ပါတယ်လောကုတ္တရာယရဏလို့ဒါပြောလို့ရပါတယ်လောကုတ္တရာတော့မရောက်သေးဘူးဒါပေမဲ့လောကုတ္တရာကိုဥတည်နေတဲ့ယရဏဖြစ်ပါတယ်လောကုတ္တရာဘက်စီကိုဥတည်နေတဲ့ယရဏဖြစ်တဲ့အတွက်ကြောင့်ဆိုတာကအဲ့ဒီယရဏကိုအသုံးချတတ်ရင်ဟောနိဗ္ဗာန်ကို ရောက်အောင်ပို့ဆောင်ပေးပို့ဆောင်ပေးတာအဲ မိမိတို့ပန်ဆိုင်ထားတဲ့လောကီယရဏကနေတဆင်းဘုရားတရားသံဃာဆိုတဲ့ယရဏသဘောကိုမှီးပြီးကုသိုလ်ဆိုတဲ့အမတန်မြင့်မြတ်သောယရဏကိုရအောင်ယူနိုင်တယ်ဆိုရင်အဲ့ဒီကုသိုလ်ဆိုတဲ့ယရဏကဟောနိဗ္ဗာန်အထီးကောင်ချမ်းသာချမ်းသာဒုက္ခအပြည့်အဝရှိနေတဲ့လောဘပူပင်သောကမရှိတဲ့နိဗ္ဗာန်ရောက်အောင်နိဗ္ဗာန်အထီးပို့ဆောင်ပေးနိုင်ပါတယ်ဒါကြောင့်မို့မိမိတို့မှာပန်ဆိုင်ရရှိတဲ့လောကီယရဏဆိုတဲ့အကြောင်းမေယရဏတွေကနေတဆင်း ်ဟောချမ်းသာဒုက္ခအပြည့်ဝဖော်ဆောင်ပေးနိုင်တော့ပုံညဆိုတဲ့လောကပုံညဆိုတဲ့တရားကနေတစဉ်ချမ်းသာဒုက္ခကိုအပြည့်ဝဖော်ဆောင်ပေးနိုင်သောယရဏကိုရအောင်ယူရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အလှရှင်များမိမိတို့ပန်ဆိုင်ထားတဲ့ကြောင့်မြေယရဏဆိုတဲ့ပစ္စည်းဥစ္စာတွေကိုယခုလိုပုံညအဖြစ်ဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာအလှရှင်များ မြင့်မြတ်သော ဗုဒ္ဓဓမ္မသံဃဆိုတဲ့ယရဏကိုအခြေခံပြီးမြင့်မြသောပုံညဆိုတဲ့ယရဏကိုပန်ဆန်ရရှိလာပြီးဖြစ်ပါတယ်အဲပုံညဆိုတဲ့အရာကဖြူစင်တန့်ရှင်းအပြစ်ကင်းတဲ့သူကအဲ့ဒါကိုကုသိုလ်လို့ခေါ်တာပါကုသိုလ်ဆိုတာကကုသလဆိုတဲ့ပါဠိဘုတ်ကနေဖြစ်ပေါ်လာတယ်မကောင်းတာလို့ဆေးကြောတုတ်တင်ပြီးတယ်အကုသိုလ်ဆိုတာမကောင်းဘူးအမကောင်းတာကိုကုလို့ခေါ်တယ်မကောင်းတာကိုကုလို့ခေါ်တယ် ဲ့မကောင်းတဲ့ကုဆိုတဲ့အရာကို သလတ်ဆေးကြောပြရမယ်။အော်မကောင်းတဲ့ကုဆိုတဲ့အရာ မကောင်းတဲ့အရာတွေကိုဆေးကြောသုတ်သင်နိုင်လိုက်တဲ့အတွက်ကြောင့်စကားနှလုံးပေါင်းလိုက်တဲ့ကမှာကုသလဩအကုသို့အညစ်အကြေးတွေကိုဆေးကြောသုတ်သင်တဲ့အလုတ်သည်ကုသို့အလုတ်ပဲ။အဲဒီနေ့ယနေ့အလူရှင်များမိမိတို့စုဆောင်ရှာဖွေထားတဲ့ကြောက်မေရဏကိုအရင်နှိပြုပြီးကုသို့ဆိုတဲ့ယရဏကိုရအောင်ယူနိုင်လိုက်တဲ့အတွက်ကြောင့် လူရှင်များရဲ့နှလုံးသားထဲမှာကုသိုလ်ဆိုတဲ့ယတနာတွေတန်ဖိုးမြင့်မားတဲ့ယတနာတွေထပ်ဆင့်ပန်ဆိုင်ရရှိလာပြီးဖြစ်ပါတယ်မိမိတို့ပန်ဆိုင်ရရှိလာတဲ့ကုသိုလ်ယတနာရဲ့စွန်းအားကြောင့်လူရှင်များအားလုံးအန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအပြားပြားတို့ကိုအတိအသေးရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်း ကဲရေစက်ချကြရအောင်လက်ဆူကြမယ်အရှင်ဘုရားတပည့်တော်များသည်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနှင့်ကြုံကြက်ခွင့်ရကြသဖြင့်ထက်သန်သောတရားတရားမှန်ကန်သောသိဉာဏ်အားအစရှိသောစိတ်ကောင်းများကိုမွေးမြူ၍ ယနေ့ရခုရယူသင်ရယူထိုက်သောကုသိုလ်ယရနာတို့ကိုရအောင်စီဘူးပြုလုံးအထောက်ကြပါကုန်၏ဤကုသိုလ်ယရနာသည်အန္တရကင်းခြင်းပြီးရှင်ခြင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာခြင်းအဆရှိသော ကောင်းကျူးချမ်းသာအဖျားဖျားတို့ဖြစ်ပေါ်လာကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုယခုဘဝရှိရှိဘဝတော်စကြသောကျေးဇူးကြီးမားမိဘဘူပါ ဆရာသမားများကို အစထား၍ကိုဆောင်နှက်အိဆောင်နှက်မြို့ရွာဆောင်နှက်အပါအဝင်32ဘုံကျင်းလေကုန်သော အာလုံသောတတ္တဝါတို့အားအမျှပေးဝေကြပါကုန်၏အမျှရကြ၍ကိုစိတ်နှဖျား ကြံမှချမ်းသာကြပါစေမြဝေကြရအောင်အလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးယတသမျှအမျှအမျှအမျှ ယူရာမူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြသမျှအမျှအမျှအမျှယူရာမူကြပါကုန်လောသာဓုသာဓုသာ